မင်္ဂလာပါရှင် KWYO ကငားကျင်မြောင်ငှီလာခန့်ပထမ6လပတ်အစီအဝေးပြုလုပ်တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကယောလူငယ်အစီအယုံ KWYO ရဲ့ပြစ်စမအကျင်မြောင်ငှီလာခန့်ပထမ6လပတ်အစီအဝေးကိုကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အဆိုပါအစည်းအဝေးကိုနိုဝင်ဘာလ9ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြပြီးဇွန်အတီတီမှာရှိတဲ့လူငယ်90နီးပါး တက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီအစည်းအဝေးမှာ KWYO ရဲ့ဌာနအတီတီကအစည်းအခမ်းစာတွေတင်တွင်ချင်းဇုံအတီတီရဲ့လှူရှာမှုအစည်းအခမ်းစာတွေတင်တွင်ချင်းကရောလူငယ်အစည်းအရုံး KWYO ကနိုင်ငံရေးစစ်ရေးအစည်းအခမ်းစာတွေတင်တွင်ချင်းနဲ့လက်ရှိနိုင်ငံရေးစစ်ရေးအကြောင်းစနေချင်းတို့ကိုပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။လာမယ့်နှစ်ပတ်လည်အစည်းအဝေးများမှာလည်း ကယောစုံအတီတီကနေလူငယ်တွေပုံမပါဝင်စင်နိုင်ဖို့နဲ့ရှင်းနေတဲ့ဆုံးတွေဆက်လက်အားကောင်းစေဖို့နဲ့ဖွဲ့စည်းဖို့ကျန်ရှိနေတဲ့ဆုံးတွေကိုလည်းဆက်လက်စုစည်းတော်မှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ KWYO ရဲ့ငှားကျင်မြောင်ဟီလာခန့်ကို ပြီးခဲ့တဲ့ Evala 28ရက်နေ့ကနေ30ရက်နေ့အထိ Crane ပြင်းနဲ့ကယောဒေတာတနေရာမှာ3ရက်ကြာပြုလုပ်ခဲ့ပါရရှင်။